စလီရက်တွင်ပေါင်20လောက်ကျသွားစေမဲ့အလေးချိန်၅မျိုး။မင်္ဂလာဆောင်တွေအလှပွဲတွေနီးလာပြီဆိုတော့ဝေးချဖို့လိုအပ်နေပြီလား။တော်တော်များများကတော့အစီအပုံမရှိကျန်းမာခြင်းတဲ့ခန္ဓာကိုယ်မျိုးရှားဖို့ဝေးချနေအမျိုးမျိုးကိုဆန်းလုပ်ကြည့်ဘူးကြမှာပါ။တင်ရဝေးချတဲ့အခါမှာလားနေချပြီးချတာထက်မြ мян ဆန်ဆန်နဲ့တိတာတဲ့ရလဒ်မျိုးလိုချင်နေသူဆိုရင်တော့အခုဖော်ပြပေးမယ်အလေးချိန်တွေကိုလိုကြည့်နိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ကျမ်းမိုင်နဲ့အညီအချိန်နှစ်ပတ်လောက်ပေးုံနဲ့ကိုလေးချိန်ပေါင်း20လောက်ထိကျသွားဖို့ကူညီပေးမယ်အလေးချင်းကောင်းလေးတွေကိုဖော်ပြပေးလိုက်ပါရစေ။နံပါတ်1ရေတောက်ပါ။ဝေးချတဲ့14ရက်တွင်းမှာအချူရည်တွေကော်ဖီတွေရှောင်ပြီးတော့ရေတမျိုးတည်းဝယ်ပုံမှန်တောက်ပေးရပါမယ်။ကယ်လီရီနဲ့လေဝေးမြန်ကြလေဖြစ်တာမို့လို့ကယ်လီရီမပါဝင်တဲ့ရေကိုတစ်နေ့2လီတာလောက်တော့အနည်းဆုံးထားပြီးတော့တောက်ပေးပါ။တင့်ကိုခဏခဏဘိုင်းမဆောင်လဲထိမ့်ပေးပါလိမ့်မယ်။ နမတ်နဲ့ကာဗွန်ဟိုက်ဒရိတ်များတာတွေကိုလျှော့စားပါ။များသောအားဖြင့်ထမင်းတို့ပေါင်မုန့်တို့အာလူပြောင်းမူစတဲ့အစားအစာတွေကကာဗွန်ဟိုက်ဒရိတ်များတာမို့လို့သင့်ကိုခန္ဓာကိုယ်ပြည့်ပြီးတော့ဗိုက်ပူလာစေမှာပါ။ရှပိုင်းတွင်းမှာဝိတ်မြန်ကြဖို့ဆိုရင်ဒီကာဗွန်ဟိုက်ဒရိတ်အစားတောင်းနေရာမှာအသီးရွက်နဲ့ပရိုတင်းဓာတ်တွေကိုအစားထိုးပေးရပါမယ်။နံပါတ်3ကကခုန်ပေးရတဲ့ကာဒီယိုလေ့ကျင့်ခန်းလုပ်ပေးပါ။နှစ်ပတ်တွင်တတိယရောင်းဝယ်ကြဖို့ ကယ်လိုရီများများလောင်ကျွမ်းစေတဲ့ကာဒီယိုလေးခြင်းငန်းတွေကိုပုံမှန်လုပ်ပေးဖို့လိုပါတယ်။တနေ့ကိုကိုလုံးနိုင်သလောက်မိနစ်30ခန်းလောက်ပုံမှန်လုပ်ပေးပါ။အနာမပေးဘဲနဲ့ခက်မြမြန်ခုံပေးရတဲ့ကာဒီယိုလေးခြင်းငန်းတွေကရိုးရိုးလေးခြင်းငန်းတွေထပ်ပို့ပြီးတော့ထိရောက်ပါလိမ့်မယ်။နံပါတ်၄အိတ်ချိန်မှန်မှန်ထားပါ။ဝေးချနေတဲ့ချိန်မှာခန္ဓာကိုယ်အားရှိပြီးလမ်းဆန်းနေဖို့အရေးကြီးဆုံးပါ။နေ့စဉ်လလန်းဆန်းဆန်းဖြစ်နေဖို့အတွက်အိတ်ချိန်မှန်မှန်နဲ့အေးဝအောင်လို့အိတ်ပေးရပါမယ်။ ဒါမှအစာရောပြီးလေ့ကျင့်ခန်းလုပ်ဖို့အတွက်လည်းအားရှိစေမှာပါ။နံပါတ်၅ကိုရင်အစိတ်တောက်ပြဲဖို့ detox ပုံမှန်လုပ်ပါ။ဘလောက်ပင်အစာရောရောကိုရင်အစိတ်တောက်ဓာတ်တွေရှိနေရင်အဆီဘူးတွေကြောက်ဖို့ကခက်ပါတယ်။ဒါကြောင့်မလို့ဝိတ်မြန်ကြားစင်တဲ့သူတွေအနေနဲ့တကြားမထည့်ပင်တဘာဝအသီးရွက်တွေနဲ့လုပ်ထားတဲ့ detox ဖြော်ရည်တွေကိုပုံမှန်တောက်ပြီးတော့ကိုရင်အစိတ်တောက်တွေကိုဖယ်ရှားပေးပါနော်။